ားလုံးပဲမင်္ဂလာပါရှင်ရင်မိုင် ST ဇက်ကဆိုတင်တာပါကျွန်တော်ဒီနေ့ review ပေးမယ့်စာအုပ်ကလေးကအစတုန်းကတော့ကျွန်တော်ဒီလိုမျိုး video တီးတန်ကြီးနဲ့မလုပ်တော့ဘူးကိုပါကိုပေါပေါပါပါလေးဖတ်ဖို့အတွက်ပေါ့နော်ကျွန်တော်ဖတ်လိုက်တဲ့စာအုပ်ဒါပေမဲ့စာအုပ်ကိုဖတ်နေနေပေါ့နော်အခန်း9လောက်5လောက်လဲရောက်ရောကျွန်တော်ကိုယ်တိုင်လေးစာရေးစရာဖြစ်ချင်စိတ်ပေါ့နော်အဲ့လိုရာသစာပေလေးကိုရေးချင်စိတ်ပါပေါက်လာပြီးတော့ဖတ်နေနေရင်းနေပါတုံပြီးစိတ်အရန်လှုပ်ရှားလာတယ်ပေါ့နော် အဲအဲ့ဒါတိပါကျွန်တော်ဖတ်တယ်ဖတ်ရင်းနဲ့ပဲအော်ဒီလိုမျိုး review ကြီးလုပ်မယ်လို့လည်းအိုက်ထင်ကြီးစိုက်ကူးမရသေးဘူးပြီးတော့တဖြည်းဖြည်းဖိုင်းဖိုင်းဖတ်ရင်းနဲ့မှအော်ဒါငါဘွားအတွက်ဒါစာရင်းကျင်စိတ်ဖြစ်သွားတဲ့စာအုပ်ဒီလိုရတတ်စာအုပ်တွေကိုဒီလိုရတတ် story ပေါ့နော် story ကိုဒီလိုမျိုးစိုက်ကူးပောက်သွားတဲ့စာအုပ်အနေနဲ့ကျွန်တော်အဲ review လေးတော့ပေးလိုက်ပါအောင်မယ်ဆိုပြီးတော့ကျွန်တော် DVD ကိုလေးဖြစ်လာပါပေါ့နော်ဒါ review ပေးရမယ်ဆိုတော့ကြာတော့ဒီရဲ့ review ကပြောရမယ်ဆို ပါစနေနည်းနည်းလို့ဆန်သွားဆန်ကောင်းနိုင်နေပေါ့ဆိုကျွန်တော်ဒီစာအုပ်ကိုဖတ်နေရင်းနဲ့ကျွန်တော်ခံစားရတဲ့အဖီလင်ပေါ့နော်ခံစားချက်ကိုဒါ sharing လုပ်ပေးတာလို့လည်းပြောလို့ရတယ်ပေါ့နော်ကဲဒါဆိုရင်ကျွန်တော်ဒီစာအုပ်ကလေးကိုကို့အတွက်လည်းအမတ်တရအနေနဲ့ဖြစ်သွားအောင်လို့ဒီလိုမျိုးကြီးကျွန်တော်မပြောချင်ဘူးပေါ့နော်ပေါ့ပေါ့ပါပါလေးနဲ့ကော်ဖီလေးလည်းတောက်ချင်လာလို့ကော်ဖီလေးတောက်ဖြော်လိုက်အောင်မယ်ကော်ဖီလေးဖြော်ပြီးတော့ကော်ဖီလေးတောက်ရင်းနဲ့ပြောကြပါ ော်ဖီလေးတော့ဖြော်ခဲ့ပြီကျွန်တော်ကော်ဖီလေးဖြော်ရင်ကော်ဖီလေးတောင်းရင်လည်းဆက်ပြီးပြောကြပါဘောနော်စာအုပ်ကိုอืมပြောမယ်ဆိုရင်ဘောနော်စာအုပ်ကို သူ့ရဲ့ဇလန်းအရာအဲ့လိုပြောမယ်ဆိုရင်တော့ယူယူလေးပဲစင်ပဲအရန်ဖြစ်လုံးနေဒါပေမဲ့စာရေးစရာဘောနော်အခုစာအုပ်ရဲ့စာရေးစရာ ဖြစ်တဲ့တက္ကသိုလ်ဖုံးတိုင်း อืมတက္ကသိုလ်ဖုန်းနိုင်ဆိုရင်တော့အကုန်လုံးတိကြပါအေးသားမှာလုံးဝကိုစီးမျောရလောက်တဲ့စာရေးဆရာတူဘောเนาะအဲ့တော့ तू อ่ะဆဆချင်းမှာကျွန်တော်တို့ပထမအခန်းမှာဒါဒီရက်ဇက်ကောင်ပေါ့နော်စောက်ကလေးကိုကျွန်တော်တစ်ချက်အောင်အပြည့်ပြီးပြောလိုက်ပါမယ်စောက်ကလေးကဒါ ဒါဆရာတက္ကသိုလ်ဖုံးနိုင်ရဲ့မြစ်တာများနဲ့စိတ်မန်းနေနေဆိုတဲ့စောက်ဒါကတော့ဒါအရင်တုန်းကထုတ်ထားတဲ့ကာပါပေါ့နော်အခုကတော့တရားဒီလိုကာပါဖြစ်နေပြီအဲ့ကာပါအောင်မအခုဆိုရင်ဒါဂန်းကော်ဝီကြီးစောက်အုပ်တိုက်ကနေပြီးတော့ထုတ်ထားတယ်ဒါ2022မှာဒါနောက်ဆုံးထုတ်ထားတဲ့ဟာပေါ့နော်ဒါအခုအခုဈေးနှုန်းပေါ့နော်အခုဈေးနှုန်းနဲ့ဆိုရင်တောင်း2000အဲဒီထဲမှာဆိုရင်ဒါစာရေးဆရာတက္ကသိုလ်ဖုံးနိုင်ရဲ့ဇက်ကောင်ပေါ့နော်ဇက်ကောင်ဒီကောင်မလေးပေါ့နော်ဒီမှာတော့ပုံလေးနဲ့ပါတော့ဒီကောင်မလေးသူ့ကို လက်လက်လို့လည်းခေါ်တယ်လက်နေကြီးလို့လည်းခေါ်တယ်ပြီးတော့စာရေးဆရာမလက်လက်ပေါ့เนาะအဲ့လိုမျိုးအနေနဲ့ဒီထဲမှာပါတယ်ကျွန်တော်ကတော့လက်လက်ဆိုပြီးတော့ပဲနန်စာတုံးလိုက်မယ်ပေါ့เนาะအဲလက်လက်ကဒီအခန်းတက်မှာပေါ့เนาะစာရေးဆရာဆရာဖုံးနိုင်ကကျွန်တော်တို့အခန်းတက်မှာလက်လက်တယောက်ကြားစီလာတယ်သူမိပါရိနဲ့ညထားစီလာပြီးရခါမှာ သူကဒီပတ်ဝန်းကျင်သူ့ရဲ့လူတွေကိုသူမှတ်နေရတယ်ဗောနော်။အော်ဒါကသူဒါကဘယ်ရောက်ပြီးဒါမော်လမြန်ရောက်ပြီးတောင်ဝိုင်းရောက်ပြီးအဲ့လိုပုံစံမျိုးနဲ့သူကမှတ်လာရတဲ့ဟာဗောနော်။အချိန်မှာကျွန်တော်တို့ပထမအခန်းကတည်းကအုံနောက်ကိုစာဖတ်သူတွေကိုဗောနော်အလုပ်ပေးနေပြီ။အမားလဲဗောစစညာသူကဘလို့တော့မှတယ်။နောက်မှာအခန်းတစ်ခန်းပြီးသွားတယ်။ပြီးတော့နောက်တစ်ခန်းကိုခုံကူးသွားတယ်။ခုံကူးသွားတဲ့အချိန်မှာလဲဒါဗဟေရီတွေနဲ့ဗောနော်ကျွန်တော်တို့ဟာဗဟေရီတွေဗဟေရီတွေနဲ့တံပေါ်ကမြင့်မြင်လာပြီးတော့ အခန်းနောက်ပေါ့ကျွန်တော်စာရေးခြင်းစိတ်ဖြစ်သွားတယ်ဆိုရအခန်း၅လောက်ပေါ့နော်အဲ့လောက်လဲရောက်တဲ့ခါကျတော့လက်လက်တယောက်ကိုဒါစာရေးဖို့အတွက်ပေါ့နော်တွန်းအားပေးပြီးတော့သူ့ရဲ့မြင်အောင်နာတွေသူ့ရဲ့အကျွေးတွေကို လုံးဝဘောပင်ပေါ်မှာစုတ်တံပေါ်မှာစုတ်တံလို့ပဲကျွန်တော်တင်စားပြီးပြောလိုက်ပါတော့စုတ်တံပေါ်မှာ तू ကရေးပြီးတော့ဓာတ်လျှောက်ကိုရတဆပေးပေါ့နော်စတိုရီတစ်ခုပေါ့နော်အဲစတိုရီတစ်ခုလေးကို तू လက်လက်ကိုဒါခေါ်ဆောင်သွားတယ် ဲ့လိုမျိုးသူရေးဖို့အတွက်လဲ guideline ပေးတဲ့သူကတူတူပေါ့နော်ဒီထက်ကဆိုတော့တူတူအဲကောင်းလေးအဲဒီထက်မှာဆိုဆရာဝန်အဲ့လိုမျိုးဟာသူ guideline ပေးပြီးတွန်းအားတွေပေးတယ်ပေါ့နော်တွန်းအားပေးမယ်ဆိုရင်အနင်းဒီလိုမျိုးမြင်နေဆိုဘယ်လိုလေးရှိလဲဆက်ရေးအောင်နင်းနစ်ဆက်လမ်းမပြီးသေးဘူးအဲ့လိုပုံစံမျိုးနဲ့တံပိုးတွေဆွတ်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 လာအောင်အဲ့ချိန်မှာကျွန်တော်ငါလည်းအဲ့လိုမျိုးလေးစာရေးချင်လိုက်တာငါအဲ့လိုလေးတော့ရေးချင်တယ်ပေါ့နော်အဲ့လိုစိတ်ကူးတွေတဖွာဖွာပေါက်ပြီး idea တွေလည်းရလာတယ်အဲ့လိုမျိုးစာအုပ်ပေါ့နော်အဲဒီဟိုဟာမှာဆိုရင် နောက်အခန်းဇတိန်ကန်နီမှာတော့ပုံမှန်လေးရိုးရိုးလေးပဲပြီးသွားတယ်ပေါ့နော်ဒါပေမဲ့ဆရာရဲ့အရေးအသားဆရာရဲ့ဒီဇက်လန်းဆွဲခေါ်မှုတွေကအရာဆိုရင်တော့လုံးဝဒီစောက်ကကျွန်တော်တွေ့တာအမှတ်တရဖြစ်ရတဲ့စာအုပ်ပေါ့နော်အဲကြောင့်မို့ကျွန်တော်ကဒါဗီဒီယိုလေးလုပ်လိုက်ပါမယ်ဆိုပြီးတော့လုပ်လိုက်တာကဲဒါဆိုရင် ကျွန်တော်ဒီဗီဒီယိုလေးဒီဆောက်ကလေးကိုတော့ကျွန်တော်ဆရာရဲ့ပေါ့နော်ဒါဆရာရဲ့လက်ဆွဲလို့ပြောရဲစာပိုင်ကလေးကိုဖတ်ပြီးတော့ကျွန်တော်ဒီဗီဒီယိုလေးကိုရက်ချင်ပါတယ်။အဲကော်ဖီလေးတောင်းလိုက်အောင်တစ္ဆာတဲ့ငါစာဖတ်၍မမြတ်တိုင်စီမရှုံးစီတာပြင်းပြင်းနှစ်ချိုက်တွေးဖွယ်ထ ਾਇ ရတပိုက်တလီ တွေ့ညာပေမူစာပေတေးကျော်ငါဝစ်ပွန်ပြီငါမွန်အမျက်ငါအတက်ဟုစာဖတ်သူပေါ်ခေါင်းကိုကြော်၍ငါတော်ဆရာမလောက်ပါသည်တက္ကသိုလ်ဖုံးနိုင်ဒါဆရာရဲ့ဒီအရှိရဒီစာပိုင်းလေးကိုကျွန်တော်ဖတ်ပြလိုက်တာဖြစ်ပါတယ်အဲနောက်ထပ်ဗီဒီယိုမှာလည်းကျွန်တော်အဲဒီလိုမျိုးပေါ့နော်အ feeling နဲ့ emotion နဲ့ခံစားရတဲ့ဟာမျိုးတွေဆိုလည်းကျွန်တော် review ပေးမယ်လို့စဉ်းစားတယ်။ဘာလို့လဲဆိုတော့တယောက်နဲ့တယောက်ကဒီစာအုပ်ပေါ်ရတဲ့ဟာတချို့တွေအတွက်ဒီစာအုပ်ကဒါပါတာမန်ရိုးရိုးစာအုပ်လည်းဖြစ်ကောင်းဖြစ်နိုင်တယ်ပေါ့နော်။အဲတချို့တွေကြာလဲကျွန်တော်လိုမျိုးဒါ feeling ကြီးနဲ့ဒါဘဝအတွက်စာရေးချင်စိတ်တွေဖြစ်သွားတဲ့ဟာမျိုးလည်းဖြစ်နိုင်တယ်။အဲဒါကြောင့်မလို့အဲအခု video ကြည့်နေတဲ့သူတွေအနေနဲ့ဒီစာအုပ်ကိုဖတ်ပြီးပြီဆိုရင်ရောဘယ်လိုခံစားရလဲပေါ့နော်။ကျွန်တော်နဲ့မြန်ရင်ပတ်ချင်းနီးမလားပေါ့။အဲဒါလေးလည်းတည်ခြင်းနဲ့ comment မှာရေးသွားပေးတကယ်လို့ပေါ့ပေါ့ပါပါပဲဆိုရင်လည်း ပြရတယ်ဗောနော်အဆင်ပြေတယ်အဲတက္ကသိုလ်ဖုန်းနိုင်ရဲ့တခြားဘိုက်စာအုပ်တွေဆိုရင်တော့ပို့ပြီးတော့အဲကြိုက်ကြမလဲပို့ပြီးတော့ဖတ်ပြီးကျွန်တော်ဖတ်ဖို့ recommend ပေးမလဲဗောနော်အဲဆိုရင်ဒီဗီဒီယိုလေးကိုကျွန်တော်ဒီလောက်နဲ့ပဲရန်နာလိုက်ပါမယ်အားလုံးကိုကျေးဇူးတင်ပါတယ်